မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ရွှေကျင်မြို့နယ်ရဲ့အနောက်ဘက်ကြေးရွာတောင်ချမ်းမှာနိုဘာလ၁၄ရက်နေ့မနက်ကကြမ်းခိုင်ရေးကိုယ်စားလှယ်လောင်းတွေရဲ့မဲဆွယ်စီယုံရေးပွဲကိုမဖြစ်မနေလာရမယ်လို့ဖိအားပေးခေါ်ခဲ့တဲ့ကြေးရွာအစဉ်ကြမ်းခိုင်ရေးပါတီအလုံးအမှုဆောင်ဒေါ်အမစိန်ဓာတ်နဲ့အခုတ်ခံရတယ်လို့မြို့ကန်တွေစီကသိရပါဗျာ။ ရွှေကျင်မြို့နယ်အနောက်တောင်ကျေးရွာမှာစန်းခိုင်လွှတ်တော်ကိုယ်စားလှယ်တွေမဲဆွဲပွဲကိုတိတ်တယောက်မဖြစ်မနေလာရမဲလို့တော်မဆိုင်ကစစ်တပ်နဲ့ရဲတွေခြံရံပြီးဖိအားပေးခေါ်ခဲ့တဲ့အတွက်အဲဒီရွာမှာနေတဲ့ကိုဝင်းဦးဆိုသူကဓားနဲ့ခုတ်ခဲ့တာဖြစ်တယ်လို့မြို့ကန်တယောက်ကတီဗီကိုပြောပြပါဗျ။ဓာတ်နဲ့အခုတ်ခံရတဲ့အတွက်ဒေါ်မာစိန်ဒဏ်ရာရသွားခဲ့သလိုဓာတ်နဲ့ခုတ်တဲ့ကိုဝင်းဦးလည်းဖမ်းခံထားရတယ်လို့သိရပါဗျ။ လက်တလောပြင်းမှုကျူးလွန်သူကိုဝင်းဦးကိုရွှေကျင်မြို့မှရဲစခန်းကပါ44မြင်းဆောင်2025ရွှေကဥပဒေပုံမှန်24ကနဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့အော်တိုဘာလ31ရက်နေ့ကလည်းရှမ်းကုန်တိုင်းတလားမြို့နယ်ရခိုင်ချောင်ကျေးရွာမှာကြမ်းခိုင်ရေးပါတီအတွက်မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ကျေးရွာကော်မရှင်အဖွဲ့ဝင်ကိုလက်တီနဲ့ထိုးခဲ့တာကြောင့်အမျိုးသားတယောက်ဖမ်းဆီးခံခဲ့ရတဲ့ဖြစ်စဉ်လည်းရှိခဲ့ပါရဲ့ရှင်။ အာနာသိန်းစေအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီတွေရဲ့မဲဆွယ်ဆိုင်ပုတ်တွေကိုဖျက်ဆီးခဲ့တယ်ဆိုပြီးရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ်ကလူငယ်၄ယောက်ကိုဖမ်းဆီးလိုက်တယ်လို့စစ်ကောင်မရှင်ကထုတ်ပြန်လိုက်ပါတယ်။နိုဘာလ၁၄ရက်နေ့မနက်၃နာရီဝန်းကျင်မှာသင်္ကန်းကျွန်းမြို့နယ်တဲကအကြမ်းခိုင်ပါတီပြည်သူပါတီနဲ့ပြည်သူရှေ့ဆောင်ပါတီဆိုင်ပုတ်စုစုပေါင်း၄ခုကိုဖျက်ဆီးခဲ့တာကြောင့်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့စစ်ကောင်မရှင်ကစွပ်စွဲထားပါတယ်။ အဲ့ဒီဆွဆွဲချက်နဲ့သင်ငန်းကျုံရှန်အောင်ရက်ကွက်ကကိုရွှေလင်းဦးနဲ့ကိုစွမ်းထက်အောင်ဘိုကန်ညွန့်ရက်ကွက်ကကိုခိုင်မင်းကိုနဲ့ကိုချစ်လင်းကိုတို့ကိုဖမ်းဆီးထားတာဖြစ်ပါတယ်။အဲ့ဒီလူငယ်၄ယောက်ကိုပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာချက်မှအကာအကွယ်ပေးဥပဒေပုံမှ24ကနဲ့အမှုဖွင့်ထားတယ်လို့လည်းဖော်ပြပါရှိပါတယ်။ ရွေးကောက်ဥပဒေလိုလဲခေါ်တဲ့ဒီဥပဒေပုံမှန်အရပြစ်မှုထင်ရှားရင်ထောင်ဒဏ်3နှစ်ကနေ9နှစ်အထိကြာခံနိုင်တာဖြစ်ပြီးငွေဒဏ်လဲချမှတ်ခံရနိုင်ပါတယ်။ဒီရွေးကောက်ဥပဒေကိုတော့အာဏာသိမ်းစစ်ကောင်ဆောင်ကဇွန်လ29ရက်နေ့ကလက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့တာဖြစ်ပြီးပြဋ္ဌာန်းခဲ့ပြီးတဲ့နောက်ဖမ်းဆီးခံရသူပေါင်း100နီးပါးရှိလာပြီပဲဖြစ်ပါရဲ့ရှင်။ အမေရိကန်က DKBA ကောင်းဆောင်၄ယောက်ကိုတန်ခတ်ပိတ်ဆို့ထားတဲ့နဲ့ပတ်သက်လို့ DKBA စေဦးစီးအရာရှိချုပ်ဗိုလ်ချုပ်စောဆန်းအောင်ကတော့နိုင်ငံရဲ့ချောင်းမှာဘာပိုင်ဆိုင်မှုမှမရှိတဲ့အပြင် FBI အထူးတပ်ဖွဲ့ဖွဲ့စည်းတာအပေါ်စိုးရိမ်စရာမရှိဘူးလို့ပြောပါတယ်။အောင်ခတ်သတင်းပေးပို့ထားတာပါရှင်။ကင်းတိုင်းနယ်နဲ့နိုင်ငံတက်ဖွဲ့ဖြစ်တဲ့ဒီမိုဒီစီချိုးပြူကင်းတက်မလို့ဒီကေဘီတက်ဖွဲ့ရဲ့ခေါင်းဆောင်၄ယောက်နဲ့ထိုင်းနိုင်ငံသားတယောက်ကိုတန်ခတ်ရေးယူလိုက်တယ်လို့ ။နိုဝင်ဘာလ7ရက်နေ့ကအမေရိကန်ကထုတ်ပြန်ပါတယ်။အမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားလိမ်ငယ်နေတဲ့တရုတ်ရာဇဝတ်ဂိုင်းတွေနဲ့ဆက်ဆက်ပြီးအွန်လိုင်းလိမ်ငယ်မှုကြားပြစင်နာတွေတည်ထောင်နိုင်မှုပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့်စီဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောစတီစီဦးစီးရာရှိချုပ်ဗိုလ်ချုပ်ဆော့ဆန်းအောင်ဗိုလ်မှူးချုပ်စန်းကျော်လာနဲ့စီရေးချုပ်ဗိုလ်မှူးကြီးစောစိန်ဝင်းတို့ကိုအရေးယူခဲ့ပါတယ်။တို့တန်ခပ်ပိတ်ဆိုရလဲဟိုပိတ်ဆိုတော့ ပိတ်သိမ်းပိတ်ထက်လို့ပိတ်တယ်ကျွန်တော်တို့လည်းဟိုနိုင်ငံခြားမှာလည်းဘာမှပိုင်ဆိုင်မှုမရှိဘူးဟောနော်နိုင်ငံရဲ့ခြားမှာပိုင်ဆိုင်မှုရှိဘူးသူတို့ဘာကြောင့်ပိတ်လဲမသိပိတ်တယ်လို့လည်းတချို့ကမပတ်သက်တယ်လို့လည်းပိတ်ပတ်သက်တယ်လို့သူပိတ်အနေထားလို့သူတို့ရတာကြည့်ရနော်ဒါဘာမှပြောလို့မရှိဘူးကြာပြန်ဝင်လင်းလုပ်ငန်းတွေကိုတောင်းရင်မီကန်တဲ့လျှောက်ကရွှေကုတ်ကိုမတော်တလေအင်ဂျင်မြိုင်ဧကတရာရွှေပြောက်မြိုင်ကြောက်ခက်အေးဆိုင်ဝမ်ခါစတဲ့မြင်းနေရာဒီမှာ တရုတ်နိုင်ငံသားတွေကရင်းနှီးမြှုပ်နှံပြီးလောက်ကင်နေပါတယ်။ online ကြံပြန်လုပ်ငန်းတွေအတွက် DKB တပ်ဖွဲ့ဝင်တွေကလုံခြုံရေးအဆောက်အအုံပေးထားပြီးကြံပြန်လုပ်ငန်းတွေအတွက်လူကုန်ကူးတာလူကုန်မှုခံရမှုတွေပေါ်အကြမ်းဖက်နှိပ်စက်တာတွေကို DKB ကကျူးလွန်နေတယ်လို့ American ကထုတ်ပြန်ခဲ့ပါတယ်။ကျွန်တော်တို့သူသူတွေဟိုနေလာမရှိပါဘူးဒီနေဆက်တောင်းရင်တဆိုင်မှာသူမလို့ရကဲနေရှိတော့ကျွန်တော်နေလဲကျွန်တော်လောက်တာမဟုတ်ဟိုရင်က အဲကျွန်တော်အောက်ခြေအတက်မှုတွေလောက်တာဟိုကန်တော့အဲပြန်ပို့တဲ့နေရာမှာကျွန်တော်အင်တာဗျူးပေးတဲ့ကျွန်တော်ပြောပြတဲ့ကျွန်တော်ဆောက်ဆောက်ပြတာကျွန်တော်သမီးကြည့်တာပဲရှိတော့အခုလဲဟိုသူ့နိုင်ငံလားအဲ့ဒီသူလည်းပြန်ခေါ်လိုက်လေကြိုလိုက်ရလားကျွန်တော်လဲဟိုဒီမှာဟိုကြာလေဘုံတော့ဘုံဖြစ်နေပဲတကယ်တမ်းကျတော့ဒီလူတွေကျွန်တော်တို့ဖမ်းရတာလည်းတရားမရှိဘူးဖိတ်ခေါ်တာလည်းတရားမရှိဘူးသူတို့နီးနေသူတို့လာပြီးတော့ဟိုပြန့်ကျဲသွားတာပဲရှိတော့ကျွန်တော်မြင်တွေ့ရတာနော်တကယ်တကယ်ကျတော့ ဟိုတောင်းတောင်းခနဲ့လခေါ်လဲဟိုကျွန်တော်တို့လဲဟိုဘယ်လိုပြောမလဲအပြောဆိုတော့မသက်သာလဲအခုကဟိုဘာမဟုတ်ဘူးနဲ့ဟုတ်တယ်လူကမိုးတယ်လူကအကုန်လုံးပြောဆိုခံနေရတယ်ဆိုတော့မိုးတယ်မိုးတယ်နော် online ကြပြန်ဝင်လုပ်ငန်းကို Philippines, Vietnam, Pakistan, Malaysia, Korea, Argentina, Thai, Myanmar စတဲ့ထောင်ထဲချီတဲ့နိုင်ငံသားတွေကဝင်ရောက်လုပ်ကိုင်နေတာပါမြန်မာ၊ကမ္ဘောဒီးယားနဲ့လောင်နိုင်ငံတွေက ကြားပြန်လို့ခေါ်တဲ့ online လေလံမှုစင်တာတွေကိုနှိမ့်နှင်းမှု အမေရိကန်တရားရေးဌာနက FBI နဲ့ပူးပေါင်းပြီးအထူးတပ်ဖွဲ့တစ်ခုလည်းဖွဲ့စည်းလိုက်ပါတယ်။ဟောသူတို့ဟိုနိုင်ငံသူနိုင်ငံသားဟို political နဲ့လည်းသူတို့ဖွဲ့စည်းတာသူတို့နိုင်ငံသူနိုင်ငံသားကောက်ခွဲတာကောင်းပါတယ်။ကျွန်တော်တို့တွေ့လဲဟိုစိုးရင်စားသူတို့မရှိပါဘူးဟော။ဒီအခုကဟိုသူနိုင်ငံသား ticket နဲ့လည်းဆိုတော့ဘယ်လိုပြောမလဲသူကောက်ခွဲရမှာပေါ့လေနော်။ ဒီမှာရောက်ရှိတဲ့လူတွေကျွန်တော်တရားမှဖမ်းတာလည်းမရှိဘူးဖိတ်ခေါ်တာလည်းမရှိဘူးကျွန်တော်တို့ passport နဲ့ထုတ်ပြီးပြီးတော့ကျွန်တော်တို့စီလာတာလည်းမရှိဘူးလေနော်ဟုတ်ကဲ့တို့နိုင်ငံနဲ့တို့ passport နဲ့တို့လာပြီးတော့အဲကျွန်တော်တို့တိုင်းပြည်ကိုရောက်လာတာဟဲ့တို့ passport ထုတ်ပြီးတဲ့အချိန်မှာမေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တော့ဟိုစကားမပြောဘူးဗျာနော်လိုက်ပြီးတော့အထူးဖွဲ့နေပါလေဖွဲ့စားလည်းမလိုဘူးလေတနိုင်ငံနဲ့တနိုင်ငံတလောက်ချားတာဟုတ်ဘယ်လိုပြောမလဲသူဖွဲ့လဲ ဟိုခေါင်းစဉ်မဲ့ရှိတယ်ရရမဟိုအပြိဝသူနေနေလို့ရချင်မှရမယ်လေဒါပေမဲ့ဒီဥစ္စာကဒါကျွန်တော်လည်းဟိုအကုန်လုံးမောင်းထုတ်မှာပါတချို့ကလည်းမောင်းထုတ်တတိဆန်လို့မောင်းထုတ်လေသူတို့ကလည်းဟို လက်မခံဘူးမပြန်ဘူးသူတို့ဒုက္ခရောက်မယ်အမျိုးမျိုးဟိုတင်းတာရှိတယ်ဆုံးတာပဲကြတာဒါကြတာနော်မွေးဝါစေးမိကထိုင်းဝန်ကြီးချုပ်အနုဒီချန်ဝန်ရင်ကွန်းဟာထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကိုရောက်ရှိလာပြီးကြားပြန်စစ်ပွဲဆင်နွှဲသွားမယ်လို့ပြောကြားခဲ့ပါတယ်။ဒါအပြင် ထိုင်းနိုင်ငံဘန်ကောက်မှာအွန်လိုင်းလုံခြုံရေးမှူးနဲ့အကြီးအကဲနေရတဲ့ရွှေကုတ်ကုံမြို့တည်တီထောင်သူအဓိကခေါင်းဆောင် ကြားပြန်ခေါင်းဆောင်ရွှေချင်းချန်းကိုထိုင်းအနာပိုင်းကြီးကမွေမော်ဆက်နေရနေကတရုတ်အာဏာပိုင်းကြီးလက်ထက်လွှဲပြောင်းပေးလိုက်ပါတယ်ကျွန်တော်အောင်ခန့်ပါ ိုင်ဝမ်ကိစ္စနဲ့ပတ်သက်ပြီးဂျပန်နိုင်ငံကိုမသွားဖို့နိုင်ငံသားတွေကိုတရုတ်နိုင်ငံကတိုက်တွန်းထားပါတယ်။ဒါ့အပြင်ဂျပန်ဝန်ကြီးချုပ်တာကာအီချီရဲ့ထိုင်ဝမ်အရေးမှတ်ချက်နဲ့ပတ်သက်ပြီးတော့လည်းဘေကျင်းရဲ့ဂျပန်တန်အမတ်ကိုဆင့်ခေါ်ပြီးကန့်ကွက်ထားပါတယ်။ဒီတစ်ပတ်တွင်တရုတ်နဲ့ဂျပန်နိုင်ငံတို့ရဲ့စကားဆက်ထိုးမှုအရှိန်မြင့်တက်လာတာပဲဖြစ်ပါတယ်။တရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ရင်ဂျပန်နိုင်ငံကကိုယ်ပိုင်ကာကွယ်ရေးတပ်နဲ့ပြန်တုံ့ပြန်နိုင်တယ်လို့တာကာအီချီကပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီပြောစကားနဲ့ပတ်သက်ပြီးနှစ်ဖက်နိုင်ငံသားရေးဝန်ကြီးတွေကအပြန်အလှန်အပြင်းထန်ကာကွယ်ပြောဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။တူတန်တမန်တအိုးကထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးပြောဆိုခဲ့တဲ့တာကာအီချီရဲ့ခေါင်းကိုဖျက်ပစ်တဲ့လို့မှတ်ချက်ပေးမှုတွေလည်းရှိခဲ့ပါဗါးတာကာအီချီကတော့မှာယွင်ပြီးပြောမိတယ်လို့ဝန်ခံဖို့ညှင်းဆုပ်ထားပြီးပြန်လည်ရုပ်သိမ်းဖို့ကိုလည်းညှင်းဆုပ်ထားပါဗါးဂျပန်ဝန်ကြီးချုပ်ရဲ့ပြောစကားနဲ့ပတ်သက်ပြီးဂျပန်နိုင်ငံရေးလှိလာသူတွေကလည်းဝေဖန်ရှုတ်ချမှုတွေပြုလုပ်နေကြပါဗါးရှင် ။ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ကျမတော့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။